အားလုံးပဲမင်္ဂလာပါနိုဝင်ဘာ9ရက်နေ့ကဘာနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးကြရအောင်ပါဒေါ်နယ်ထရမ့်ကရောဗင်နီဇွာလာနဲ့စစ်ဖြစ်မှာမဟုတ်ဘူးသူတော့ပြောပေမဲ့ရုရှားဘက်ကရောသူ့ရဲ့စစ်လေရင်တွေကိုဗင်နီဇွာဗင်နီဇွာလာဘက်မှာဆက်လုနေတာကိုကျွန်တော်တို့တောတွေ့ခဲ့ရပေါ့နော်ဆိုတော့အခုလိုမျိုး US နဲ့ Venezuela ဂျာရဲကတီးမာမှုတွေရှိနေချိန်မှာ ်ရုရှားရဲ့ဂျေတာတက်သားတွေရုရှားရဲ့အလီရင်တွေဗင်နီဇွဲလာရောက်တာကဘာလို့ဖြစ်နိုင်ချေရှိလဲဒီကိစ္စကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဒါရီမဆွေးနွေးခင်မှာအခုဘင်ဂျမင်နတန်ယာဟူကလည်းတူရကီကဖန်ဝရန်ထုတ်ရဲဆွေးနွေးကိစ္စနဲ့ပတ်သက်ပြီးမှဆွေးနွေးကြည့်ရအောင်ပါပြီးတော့ဒိုနယ်ထရမ့်ကနျူကလ ियर နက်စန်တရေးရကိစ္စမှာရုရှားဖက်ကောဘလူးတုံပြန်လဲဆိုတော့ကိုဆွေးနွေးကြည့်အောင်ပါဒီ topic တုံးခုပေါ့နော် အဓိကအဆွေးနွေးတော့မှာဖြစ်ပါတယ်ပထမအဦးဆုံးကျွန်တော်တို့ဒီလူရင်းတူရှိနဲ့ပြောရမယ်ဆိုတော့ဣသရေလရဲ့ Prime Minister Benjamin Netanyahu တူရကီဖန်ဝရန်ထုတ်တဲ့အကြောင်းရင်းကိုဆွေးနွေးကြည့်ရအောင်ပါတူရကီနိုင်ငံကဣသရေလရဲ့ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ Benjamin Netanyahu ကကိုရေးဝန်ကြီးနဲ့အခြားအစ်မင့်အရာရှိများပေါ့စုစုပေါင်းအားလုံးက30နဲ့9ကို လူမျိုးတုံးတပ်ဖြတ်မှုဖြစ်ဆွဆွေးခဲ့ပါတယ်အဲဒါကြောင့်သူတို့ကိုနိုင်ငံတကာဖမ်းဝရမ်းထောက်လိုက်တာပါတူရကီကပေါ့ဗျာဆိုတော့သူ့အပြင်ဒီတူရကီနဲ့ပါလက်စတိုင်းချစ်ကြည်ရေးဆင်းရုံကိုဣသရေလကဘုံကျဲဖျက်ဆီးခဲ့တယ်ဆိုပြီးမှတူရကီကဆွဆွေးခဲ့ပါတယ်ဒါကြောင့်တနည်းအားဖြင့်ပြောရမယ်ဆိုတော့လူမျိုးတုံးတပ်ဖြတ်မှုဣသရေလကလုပ်ခဲ့ပါတယ်ဆိုပြီးမှဆွဆွေးပြီးမှဘင်ဂျမင်နတန်ယာဟုကိုအခုလူမျိုးနိုင်ငံတကာ ပန်ဝရန်ထုတ်လိုက်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ဣသရေလရဲ့တုံ့ပြန်ချက်ကြီးကြီးရအောင်။ဆိုတော့ခုလိုမျိုးတူရကီကပန်ဝရန်ထုတ်တယ်ဘာညာလောပီဒနာပိုင်းမှာဣသရေလရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတော့အခုလိုမျိုးတူရကီရဲ့ပန်ဝရန်ကိုတဲ့လူပင်းချိုက်လူပင်းချိုက်ပပင်းလို့ယုံတာဖြစ်နေတယ်ပေါ့နော်။နော်။ဒါကဣသရေလရဲ့တုံ့ပြန်ချက်။ဣသရေလရဲ့နိုင်ငံခြားရေးဝန်ကြီးကဘယ်လိုတုံ့ပြန်လဲ။ တူရကီကဖမ်းဝရန်ထုတ်တယ်ဆိုတာတော့အကလူပင်းကြိုက်ပော့ပင်းလို့ယုံတာဖြစ်နေတယ်ဆိုပြီးမှဣသရေလကတုံ့ပြန်ခဲ့ပါတယ်တူရကီကိုဆိုတော့တူရကီရဲ့တမရနိုင်ငံရေးရှေ့ကွက်တစ်ခုသာဖြစ်တယ်ဆိုမှဝေဖန်ခဲ့ပါတယ်ဒါတော့ဘကဘူဒီအဒီကိစ္စနဲ့ပတ်သက်ပြီးမှတော့တူရကီကဟိုးအရင်ကလေးကနဲ့တောင်အာဖရိကနိုင်ငံရဲ့နိုင်ငံတကာဒီတရားရုံး ICJ မှာဣသရေလကို လူမျိုးတုံးတပ်ဖြတ်မှုဖြစ်တိုင်ကြားတဲ့ကိစ္စလေးပါနေတယ်ပေါ့နော်ဆိုတော့တူရကီကတော့အစ္စရယ်ကိုဖရမ်နစ်စတာကိုဖောင်းဝရန်ထုတ်ရဲဆိုတဲ့ကိစ္စပါဒါဆိုတော့နောက်တစ်ခုတွေးရအောင်နောက်တစ်ခုကတော့ပါလဲဆိုတော့ဒီဒေါ်လထရမ်ရဲ့နျူကလ িয়ার စန်တတ်တဲ့ဂျင်းရချက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမှရုရှားဘက်ကအခုလိုမျိုး US ကလုတ်နေမယ်ဆိုရင်အကျိုးဆက်ရှိနိုင်ခြေရှိတယ်ဆိုမှရုရှားဘက်ကအတုံးပြန်နေပါတယ်ပေါ့နော် ဆိုတော့အားလုံးပြစ်တက်ကတီးပြီးသားတဲ့အတိုင်းပါပဲလွန်ခဲ့တဲ့နှစ်ပတ်တစ်ပတ်က Trump ကနျူကလ িয়ার လက်နက်တွေကိုပြန်စတင်ဖို့မှတ်ချက်စကားတွေပြောနေတယ်။ရုရှားကဒီကိစ္စနဲ့ဘယ်လိုပြောခဲ့လဲဆိုတော့အခုလိုမျိုး Trump ကနျူကလ িয়ার လက်နက်တွေကိုစမ်းသပ်ဖို့ပြန်လုပ်နေတာကသူ့ရဲ့မှတ်ချက်ကိုရှင်းလင်းစေလိုတယ်တဲ့။ရုရှားဘက်ကဘာသဘောလဲပေါ့။ Trump ပြော Trump ကအခုလိုမျိုးလုပ်တာဘာသဘောလဲ။ သူစလူရဲကိစ္စကိုရှင်းလင်းစေချင်တယ်ဆိုမှတော့ရုရှားဘက်ကပြောခဲ့ပါတယ်ဆိုတော့အခုလိုမျိုး US ကလုပ်နေခဲ့မယ်ဆိုရင်တခြားတိုင်းပြည်တွင်ရဲ့ပင်းထန်တို့တုံ့ပြန်မှုတွေဖြစ်နိုင်စေဖြစ်နိုင်စေတယ်ဆိုမှရုရှားကပြောပါတယ်ပေါ့နော် US မှာတော့30ကြာရဆိုင်ထားတဲ့ nuclear လက်နက်စမ်းသပ်မှုကြီးကို Trump ကအခုလိုမျိုးချက်ချင်းပြန်လည်စတင်ဖို့လှုပ်တာက အမေရိကကရုရှားတို့တရုတ်တို့တောင်ကိုရီးယားတို့ပါကစ္စတန်တို့ကနျူကလ িয়ার ဆက်တမှုတွေလုပ်နေတယ်ကျွန်တော်တို့လည်းလုပ်မှဖြစ်မယ်ဆိုမှ Trump ကတော့ပြောထားပါတယ်နော်ဒါပေမဲ့တရုတ်တို့ရုရှားတို့ကတော့ကျွန်တော်တို့နျူကလ িয়ার လက်နက်ဆက်တမှုမရှိပါဘူးဆိုမှငင်းပါတယ် Trump ကတော့ဘယ်လိုပြောလဲဆိုတော့သူတို့ကဆန်တတ်နေတယ်ကဘာကြီးကသာမတိလို့ပါတဲ့ကျွန်တော်တို့အမေရိကက open society ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ဘာပဲလုပ်လို့ သတိမီဒီယာတွေကပြောလို့ရတယ်အက်လစ်တချောင်းကြရင်တောင်မှကဘာလုံးကအတီးလို့ရတယ်ကျွန်တော်တို့ကမဖုံးကွယ်ဘူးအဲ့ဒါဆိုခင်ဗျားတို့ကဘာအားလုံးကတီးကြတာပါဆိုမှထပ်က ပြောနေတယ်ဒါပေမဲ့တိတ်တိတ်လေးနဲ့ရုရှားတို့တရုတ်တို့ကနျူကလ িয়ার လက်နက်စတပ်မှုတွေလုပ်နေတယ်ကျန်တဲ့နိုင်ငံတွေလုပ်နေတယ်ဒါကြောင့်ကျွန်တော်တို့ကလည်းလုံမဖြစ်မယ်လုံမဒါလုံးမတဘာဝကြရဆိုမှအချက်ကတော့ပြောလာပါတယ်ပေါ့နော်ဒါပေမဲ့ဒိုနယ်ထရမ့်ရဲ့နျူကလ িয়ার စတပ်မှုကိုရုရှားဘက်ကတော့ လုံးဝဘယ်လိုပြောမလဲမကြိုက်ဘူးပေါ့ဗျာမကြိုက်ဘူးဆိုတော့ပူတင်ကဗာပြောခဲ့တယ်ဆိုတော့အမေရိကကနျူကလ িয়ার စားတပ်မှုကိုလုံးနေလုံးနေမယ်ဆိုရင်ပေါ့ရုရှားနိုင်ငံကလည်းနျူကလ িয়ার ရဲ့စားတပ်မှုကိုလုံးဆောင်နိုင်ရေးအစုပြုချက်တွေကိုပြင်ဆင်ကြပါဆိုမှပူတင်ကဘုတ်တဟူးနေမှာသူ့ရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေကိုညှူကြခဲ့ပါတယ်ဆူဗီယက်ပီထောင်စုပြုကွေးခဲ့တဲ့1990ခုနှစ်နောက်ပိုင်းမှာရုရှားက နျူကလ িয়ার စတတ်မှုကိုမလုပ်ဆောင်ခဲ့ပါဘူးသူကလည်းမလုပ်ဆောင်ခဲ့ပါဘူးလို့ပြောနေပါတယ်ဒါမှမဟုတ် US ကတော့မဟုတ်ဘူးရုရှားတို့ကလည်းတိတ်တိတ်လေးလေးလုပ်ခဲ့တယ်ဆိုတာပြောနေတယ်ပေါ့နော်ဆိုတော့ရုရှားနဲ့အမေရိကဟာကမ္ဘာမှာတော့နျူကလ িয়ার လက်နက်နဲ့နျူကလ িয়ার လက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့ AG နှစ်နိုင်ငံပါအဲဒီမှာ တာတရာစစ်ဆိုတော့တရုတ်ပါတယ်ပေါ့ဗျာကေတာကတော့နျူကလ িয়ার လက်နက်နဲ့ဘင်ဂျမင်နတန်ယာဟူကိစ္စနဲ့ပဲအဆုံးသတ်ပြအစင်ဒါဆိုတော့ကျွန်တော်ရုရှားနဲ့ဗင်နီဇွဲလား ကြည့်ကြည့်ရအောင်ဆိုကြည့်ရှုသူမဲ့ဆိုအလုံးတော်တော်မဲ့ကယင်းနိမိတာဖြစ်နေတယ်ဒါကတော့ US နဲ့ Venezuela ချာကစီရတင်းမှမှုဖြစ်နေတယ်ဆိုအခုက US ကဒီပင်လေပေါ်မှာ Venezuela ရဲ့မွေးဇေဝကိုင်းသမားတွေကိုဘုံချေးတာခွေးလူဝတ်လူချေးတာတော့ခုဆိုနေ60ကြိုတေဆုံးသွားခဲ့ပြီတင်ဘောကလည်းအများဒီငါဖန်းလေပေါ့နော်လေလေးတွေကလည်းအများကြီးဖြစ်ရှိခဲ့ပြီဆို ဗင်နီဇိုလာကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ US ကကျွန်တော်ပေါ်မှာစစ်ကြင်ရတာပဲဆိုမှဆွေးတယ်ပေါ့ဗင်နီဇိုလာရဲ့အစုရပြောင်းလဲကိုလို့ချင်တယ်ကျွန်တော်ကိုတိုက်ခိုက်ဖို့လုပ်နေတယ်ဆိုမှဆွေးနေတယ်အဲ့ဒါဆိုဗင်နီဇိုလာကတရုတ်လည်းကူညီတောင်းနေတယ်ရုရှားလည်းကူညီတောင်းနေတယ်တရုတ်ကတော့အခုထိတော့ပူတင်ကြီးတော့ဗင်နီဇိုလာကိုကူညီကူညီတာမျိုးတော့ကျွန်တော်တို့မတွေ့ပြင်မဲ့ရုရှားရဲ့ဝန်ဂါ group တော့ဗင်နီဇိုလာရောက်နေလို့ကျွန်တော်တို့ကြားရတယ်ရုရှားဝန်ဂါဆိုတာက ရုရှားအစုရပိုင်လက်နက်ကန်အဖွဲ့လို့ပြောရမှာပေါ့ဗျာဂျေစာတက်သမားတွေပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုတော့မြန်မာနိုင်ငံမှာ BGF နဲ့တူတာပေါ့ဗျာအဲလိုမျိုးရုရှားရဲ့ဝန်ကာ group ကဗင်နီဇွဲလားမှာရောက်နေတယ်လို့ကျွန်တော်တို့ကြားရတယ်ဒါဆိုတော့ကျွန်တော်တို့ဗီဒီယိုကိုကြည့်ပြီးမှပဲဒီကိစ္စကိုပူမီပူမူတိကျရှင်းလင်းဆိုတာကြည့်ကြည့်ရအောင်နော်တစ်ချက်လောက် Okay Next story is about the play A Russian I-176 transport plane, it is a type of military transport aircraft, on Sunday it landed in Caracas, the capital of Venezuela. And that was not, it was not an easy journey. The plane took two days to reach Venezuela from Russia, two whole days. And the so, Sidleyin Boro, Sidleyin Go, Russia Sidleyin Go, Venezuela da. So, da -e -ya Yara, Toyao Kiri. So, Dagatama Luigurigisamu, Nayet Chabi Malu Yara, Nayet Pian Dambima. သွားရတာကွာဆိုဒီရုရှားစစ်လေရင်ပြန်တမ်းမှုကတမန်ယူကြမဟုတ်ဘူးပေါ့ဘာဖြစ်လို့ဆိုဒီခါတမန်စစ်ဒါတမန်လေရင်တွေနဲ့မဟုတ်ဘူးအဲ့ဒီလေရင်ကရုရှားစစ်နဲ့ပတ်သက်ပြီးမှချိန်ဆမှုရှိနေတယ်ဒါမှမဟုတ်ရုရှားရဲ့ဝန်ကာ group နဲ့ချိန်ဆမှုရှိနေတယ်ဆိုဒီလေရင်ကစစ်ရင်မှာအသုံးပြနေတဲ့လေရင်ဖြစ်နေတယ်စစ်သားတွေတေဆောင်ရဲ့လေရင်ဖြစ်တယ်ဒါမှမဟုတ်ရင်တော့တန်ချိန်ပေါ့နော်တန်ချိန်ငါးထိပ် တေဆောင်နိုင်တဲ့လက်နက်ခရိယာတွေတေဆောင်နိုင်တဲ့လေရင်ဖြစ်နေတယ်လို့ပြောကြတာပေါ့နော် it took was also a long detour look at the countries that you over armenia algeria morocco senegal mauritania and so လေရင်ကမော်စကိုကနေအာမီးနီးယားနာအာမီးနီးယားကနေအာဂျီးရီးယားအာဂျီးရီးယားကနေမော်ရိုကိုပြီးတော့မော်ရီတန်နီးယား စီကကိုချောပြက်ပြီးမှရုရှားလေရင်ကသွားနေတာနော်ဆိုဒီလားရုရှားလေရင်သွားတဲ့နေရာကိုကြည်နေမယ်ဆိုတော့အနောက်နိုင်ငံတနိုင်ငံတစ်ခုလေးမှမမဖြတ်ဘူးသူကတရားဥပဒေနည်းကြကြနဲ့လို့ပြောရမှာပေါ့နော်အဲ့ဒီနေရာလေးကိုသွားပြီးမှပဲဗင်နီဇိုလာရဲ့ကာရာကတ်စ်မြို့တော်ကြီးမှာသွားစင်းတာရုရှားရဲ့ပလန်ကြီးလေရင်ကြီးကဒီမှာတနေမယ် Do you notice something? No Western country is on the list. the plane did not cross any western airspace so ဒီလင်ကြီးကအနောက်နိုင်ငံရဲ့ airspace ကိုလုံးဝမဖြတ်သန်းဘူးသူကလေလုံးဝမဖြတ်သန်းဘူးဘာဖြစ်လို့လဲဆိုတော့အနောက်နိုင်ငံရဲ့လေကြောင်း airspace ကိုဖြတ်သန်းနေမယ်ဆိုတော့ပြစ်ချခံနိုင်ခြေရှိတာဟုတ်ဆိုတော့သူကကောင်းကောင်းလေးရှောင်းတယ်ပေါ့နော်ဒီဒီလင်ကြီးက Are you may wonder why this is so special why are we suddenly talking about this random plane and its route ဆိုတော့ဘာဘာကြောင့်လဲဘာကြောင့်ဒါက special ဖြစ်သွားတာလဲဘယ်လိုဖြစ်သွားတာလဲဘာချစ်ချစ်ရအောင် This sort of an aircraft is usually used to move equipment or people. So, ဒီလေရင်ကများသောအားဖြင့်တော့လက်နက်ကြိယာတွေပြောင်းရွှေ့နေတဲ့ချိန်မှာတုံးနေတယ်။ဒါမှမဟုတ်ရင်တော့စစ်သားတွေကိုပူဆောင်ရင်းမှာတုံးတဲ့အလေရင်ဖြစ်နေတယ်။ It is linked to the Russian military. and also the Wagner Group. So DLG က Russia စီရင်တဲ့ချက်ဆက်မှုရှိတယ်။ Wagner Group နဲ့လည်းချက်ဆက်မှုရှိနေတယ်။ That the Russian mercenary group Wagner it is operated by Aviacon Zero Trucks. So Aviacon Zero Truck ကဥဆောင်နေတဲ့ Zero Truck ကဥဆောင်နေတဲ့ Wagner Group Wagner Group ဆိုတာကခုနကျွန်တော်တို့ပြောတဲ့အတိုင်းပါ။ဘီဂျီဆာ Group ပေါ့။ BGF လို့ဖြစ်နေတယ်ပေါ့နော်။ it has been sanctioned for transporting military cargo to conflict zones so pati pakha tin ne re niya ma di rakna group ka lenna di kungi thapam pe re te song pe re elo myo lo kha cha ro si pwa ye pe su mu ri khan ne ya a phoe lin phit ne de bo that this sort of plane can transport 200 people or up to 50 tons of cargo 50 kong kong si tan chain ko 50 ton 50 kong si tan chain te song nai de ပရော့ရှစ်သားတွေကို200ကျော်တေဆောင်နိုင်တဲ့လေယာဉ်ဖြစ်နေတယ်ပေါ့ And it has done so in the past. Moscow has used it to deliver arms and mercenaries to various countries. ဆိုတော့အရင်တုန်းကလည်းဒီလေယာဉ်ကြီးကို Moscow က Russia ကနော်တုံးခဲ့ဖူးတယ်။အဲ့လိုမျိုးစစ်ပွဲဖြစ်တဲ့နေရာမှာလက်နက်တွေခေယံတွေစစ်သားတွေပူးတဲ့နေရာမှာဒီဒီစစ်တွေဒီလေယာဉ်ကြီးကိုတုံးခဲ့ဖူးတယ်ပေါ့ So what was this plane doing in Venezuela? was it moving Wagner mercenaries to this country? So DDI in Chica, Venezuela ma batalo dale. No, daka mi kun. So Russia ka di Ragna group Suraku, Venezuela ma toa chara la. So mi kun thok sia ba. As you know, Russia's presence in Venezuela is not new. It has been built over years. There are multi-billion dollar sales in arms, joint ventures in oil and mining, and in... So, Russia ne the ဗင်နီဇွဲလာကြတဲ့ကစီပေါ်ရေလို့တာတော့ရှိတာပေါ့ဗျာရုရှားကနေဗင်နီဇွဲလာကိုလက်နဲ့ရောင်းတယ်တားနဲ့ချီပြီးမှဗင်နီဇွဲလာကဝေတယ်နောက်တော့မကဘူးရေနံတတုတူးတဲ့ချိန်မှာလဲသူတို့ကဥစလုံးတဘိုးတူငီချက်တွေလှုပ်ထားတာရှိတယ်ဆိုတော့ရုရှား interest လည်းရှိလာတာပေါ့ religious cooperation in may this year the two sides russia and venezuela signed a strategic partnership treaty may deal deal နိမေလာမှာပေါ့နော် ရုရှားနဲ့ဗင်နီဇွဲလာကမဟာဗျူဟာမြောက်မိတ်ဖက်မဟာမိတ်စုပြီးမှတဘောတူငီစဆိုင်ထူထားတာရှိသေးတယ် starts to a new level the treaty covers energy mining trade and investment so အဲ့ဒီတဘောတူငီချက်မှာ investment ရေ mining ရေပါနေတယ် the season တန်တဘောတူငီချက်ရေပါနေတယ်ဗော and then there's wagner or its latest reincarnation the so wagner ဆိုတာပါတယ်ဆိုတော့ဒီရက်နာအခုနာမည်ပြောင်းသွားပြီလို့ပြောကြတယ် the african groups မှာနာမည်ပြောင်းကြတယ်ပေါ့နော် Africa Corps that's what they call it now အခုကတော့ Africa Corps လို့ခေါ်ကြတယ် Ragnar ဆိုမှမခေါ်တော့ဘူးနာမည်ပြောင်းသွားတယ်ပေါ့နော် Group is present in Venezuela The question is what are they doing there ဆိုတော့အခုအဲ့ဒီအရင်နှုန်းက Ragnar ဆိုရဲ Russia ဂျေစာလက်နက်ကင်တွေက Venezuela မှာရောက်နေတယ်အမှဘာဘာသွားလို့တာလဲ patamaka di venezuela ye tamra lung chung ye to lo phu sanda pya le lu ni ko thok khan a di si ye ne pri pakha lo there is russian private military contractors supporting venezuelan forces pri venezuela ta ku mi thop ma phu ya ka lam ye thu ne ne twa सो अब क्यों नहीं चाह रहा है Some Wagner advisors are helping with protests. Some reports even say that Russian operatives form a part of President Maduro's security ring. So, amuse, amuse, amuse here. The two Russia chase after Tarika, the Venezuela Tamra attacking in two yellow chungi at Pawinere, the Chuka, the Santa Pia Buema, a champ paper kulune Pawinere, the Chuka Barreso, the Venezuela Tatane, Pubong Bima, no pawin ni cha da ka private contract bon pokli ka sa ne ne ma pa ya in a security rate mm and look at the timing of all of this russian operatives in venezuela at a time when tensions with the us are rising washington has been targeting caracas in the last two months us tries to kill at least 60 people 60 zero so no a chain asin lun ke ne ne pa la gre ne us ka caracas ko target pe lo da cha ne နလဖြစ်နေပြီပေါ့ဆိုတော့စစ်တင်ပိုကြီးတွင်ကလည်းချနေတာဆိုတော့60တောင်တည်သွားပြီပေါ့အဲ့လိုဆိုတော့အနေထားကအဲ့လိုဖြစ်လာတယ် It was going after drug smuggling terrorists are the new front line of global competition every major economy is racing to secure them and build Sorry. to safeguard its interests if things escalate further is this about military advisors is it about logistics intelligence we don't know yet but one thing so is no ဒါက no? စီရဲရလာ logistic နီးဘူးနီးဘူးဟာဘာအတွက်ရလာဘာအတွက်လဲထောက်ထားရေးအတွက်ပူပေါင်းနေရလားရုရှားရဲ့ private ကျေးစားသမားတွေ Venezuela ရောက်တာဘာဘာဘာအတွက်ကြောင်းလဲတော့တေချာတာကတော့ US နဲ့ Venezuela ကြားကတင်းမာမှုရှိနေတဲ့ချိန်မှာရုရှားကအခုလိုမျိုးသွားတာဘာအတွက်လဲဒီ GPS တိုက်မယ်ဆိုရင်တော့စီရဲရဝင်ပါပြီးကုင္မာလာဒါမှမဟုတ်ထောက်ထားရေးရဝင်ပါဝင်ပါပြီးကုင္ပေးမာလာဒါမှမဟုတ် ဗင်နီဇွန်လာရဲ့တမရလုံချုံရဲ့အတွက်တက်ဝင်ကူငီပေးမှလာဒါမှမဟုတ်ဗင်နီဇွန်လာရဲ့တက်သားရင်းကိုတင်တန်းပေးဖို့တိုက်ခိုက်ဖို့အတူတူလက်တွဲပြီးတိုက်ခိုက်ဖို့ပါပါပေးမှလာဒါတွေအလုံးကမတိသေးဘူးဒါပေမဲ့တေချာလာကတော့ရုရှားရဲ့ဟိုလူလုံးဝ mystery ပေါ့နော်လုံးဝကန်ဒဝင်းစာနေတဲ့တိုက်လေရင်ကြီးကတော့ဗင်နီဇွန်လာတိုက်လေရင်စစ်လေရင်ပေါ့ဆိုတော့တိုက်လေရင်မဟုတ်ဘဲစစ်လေရင်ကတော့ဗင်နီဇွန်လာမှာတော့ရောက်လာတော့တေချာတဲ့ is quite clear. Latin America was once considered Washington's backyard. It is now becoming a stage for another great power competition, and a Russian aircraft holds the clue. Yeah. So, you know, Latin America, Suraka, so you know, US Long Chung Muma, a Jan J. Parening, I pinned it. Tamakuna Bama, Latin America, Suraka, so you know, so you no, know, Russia, the Yodoka, Pine Lara, the Pipinere. A Sakarika and Donald Trump, Aramachida, so Bono. You know, လာတင်အမေရိကဆိုတော့ဒီ US တို့နဲ့အရင်နီးစပ်နေတဲ့နိုင်ငံတွေဖြစ်နေတယ်ဆိုတော့ US နဲ့အဆင်ပြေတယ်ဆိုရင် US လုံခြုံရေးအတွက်လည်းပူဆင်ပြေနေတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာလာတင်အမေရိကမှာတရုတ်တွင်ကနေရယူလာတာရေရုရှားတွင်ကနေရမြန်မာယူလာတာရေဒါကို US ကိုပူဆူးရင်စေတယ်ပေါ့ဗျာအဲ့ဒါကြောင့် Trump ကလေ Venezuela ရဲ့အစုရပြောင်းလဲလုပ်ချင်တာလည်းပိုင်းပါမှာပါဘာဖြစ်လို့လဲဆိုတော့ လက်ရှိချိန်နေဗင်နီဇွဲလာရဲ့တမရကရုရှားသဘောကျနေတဲ့လူကြီးတရုတ်သဘောကျနေတဲ့လူဖြစ်နေတယ်။ဒါဗင်နီဇွဲလာရဲ့အတိုက်ခံပါတီအမျိုးသမီးကတော့ US ကိုသဘောကျနေတဲ့လူဖြစ်နေတယ်။ဆိုတော့လာတင်အမေရိကမှာ US ရဲ့လွှမ်းလွှမ်းမှုမှုမရှိဘူးဆိုရင်တော့ US အတွက်တော့အန်ဒရီရှိတာတော့အမှန်ပဲပေါ့ဗျာ။နိုင်ငံရေးရစီရေးရပေါ့။အဲဒါကတော့ဒီဗင်နီဇွဲလာနဲ့ပတ်သက်ပြီးမှလက်ရှိအခြေအနေပေါ့။လက်ရှိအခြေအနေကိုကျွန်တော်တို့တိတိလောက်ဆွေးနွေးသွားတာပါပေါ့နော်။ ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှနောက်ထပ် update news လေးတွေရှိနေမယ်ဆိုတော့ကျွန်တော်တို့အာဒီကိစ္စနဲ့ပတ်သက်ပြီးမှချက်ချင်းကျွန်တော်ရဲ့ YouTube ပေါ်မှာပဲအတိအစလေးတွေရှိခဲ့ပြန်တင်ပေးမယ်အခုကတော့ဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့အာ podcast ကိုရနာပြရစေပေါ့နော် Thank you so much for watching, beautiful people. I love you guys. Take care. God bless. I'll see you guys soon.